ယခုနောက်ပိုင်းအကြများလာရသည်မှာ online scan ခေါ်ငွေလင်ကမ်းကြဖြတ်များသည့်မျိုးချစ်ကြဖြတ်အသွင်ပြောင်းသွားပြီဆိုသည့်စကားသံများဖြစ်သည်တကယ်တမ်းတွင် ကြဖြတ်များသည်မူလကတရုတ်နိုင်ငံသားများကိုအဓိကထားပြီးငွေလင်ခဲ့ခြင်းဖြစ်သည်နောက်ပိုင်းတွင်တရုတ်မှလွှဲ၍တခြားနိုင်ငံသားများကိုတားကောက်အဖြစ်ပြစ်မှတ်ထားကငွေလင်သည့်ပုံစံပြောင်းလာခဲ့ပြီးထိုပုံစံသည်မျိုးချစ်ကြဖြတ်ပင်ဖြစ်သည် တရုတ်ဤကြားပြတ်နိုင်နေကာလ2023ခုနှစ်အတွင်းမှယခု2025ခုနှစ်အတွင်း၌လုံးဝနီးနီးပုံစံပြောင်းသွားသည်ဟုလည်းဆိုနိုင်သည်တရုတ်ကရှမ်းပြည်နယ်မြောက်ပိုင်းရှိကြားပြန့်ကိုနေဆက်ပြတ်ကျော်နေနေရုံသာမကကြားပြန့်နောက်ွယ်တွင်ရှိသည့်စစ်တပ်ကိုပါ၁၀နှစ်ခွန်စစ်စီရေးဖြင့်ပညာပေးခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံသားများ၏အကျိုးစီးပွားကိုထိခိုက်စေသည့်ကြားပြတ်လုပ်ငန်းများဆောင်ရွက်ခဲ့သည့်နေကြာစောက်တက်များနှင့်ပြည်သူစစ်များကိုနှိမ်နှင်းရင်းအာဏာသိမ်းစစ်တပ်၏နေမြေများစွာကိုတည်ယူနိုင်ရန်မြောက်ပိုင်းမဟာမိတ်တိုးပွဲကတရုတ်ကိုမျက်စိမိတ်ပေးခဲ့ခြင်းဖြစ်သည်ဆောင်ပါရေးသားနေစဉ်တရုတ်ကတည်တံရှာမှတ်ပြီးထိမ့်သိမ်းထားသည့်ကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်းဖြစ်သူပယ်ဆောက်ချိန်မှာနိုဝင်ဘာ17ရက်နေ့တွင်ကွယ်လွန်သည် တေးတံအမိတ်ရှပြီးနောက်တနေ့ကလေးကဆေးရုံရောက်သွားခဲ့ခြင်းဖြစ်ပြီးတေးတံမစီရင်မီကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်2008ဖွဲ့စည်းပုံအရှိကဥပဒေနှင့်ကြားဖြတ်2008ဖွဲ့စည်းပုံအရှိကဥပဒေကိုအတည်ပြုပြီးသည့်နောက်နိုင်ငံတော်အေးချမ်းသာရာရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖာက2009ခုနှစ်မှစတင်ကတိုင်းဒေသလက်နက်ကိုင်အဖွဲ့အစည်းများကိုနေကြာစောက်တက်များဖြင့်အသွင်ပြောင်းရန်စူးစမ်းလာခဲ့သည်။ နာဘအလိုကြနေကြာဆောက်တက်များအဖြစ်ဖွဲ့စည်းမှုကိုလက်ခံသည့်အရှုအဖွဲ့များလည်းရှိခဲ့သည် အများအားဖြင့်လက်မခံသည့်အဖွဲ့များလည်းရှိခဲ့သည် ထို့ကြောင့်လက်မခံသည့်အဖွဲ့များနှင့်ပြိပခများလည်းဖြစ်ပွားခဲ့သည်ယနေ့မြမောက်ကာလ၌ကြားပြန်ကိစ္စများတွင်ထက်ထဲဝင်ဝင်ပါဝင် ပတ်သက်နေကြသည့်အဖွဲ့အများစုမှထိုစဉ်ကနာဘစစ်အစိုးရအလိုကြနေကြာဆောက်တက်အဖြစ်ဖွဲ့စည်းမှုကိုလက်ခံခဲ့ကြသည့်အဖွဲ့များဖြစ်နေပြန်သည် ထို့ကြောင့်လဲကြားပြန်ကိစ္စတာဝန်အရှိဆုံးမှာစစ်တပ်နှင့်စစ်ဘုံကြုံများဖြစ်သည်ဟုအများကထောက်ပြနေကြခြင်းလည်းဖြစ်သည်ကြားပြတ်အစပြုမှုများကြပြန်ဦးခေါ်သည့်တရုတ်အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းမှာကာစီနိုဂိမ်း၊ငါးပြစ်ဂိမ်းနှင့်လေးကောင်ချင်တို့ကဲ့သို့စစ်တပ်ထွေအုပ်နှင့်ရဲတပ်ဖွဲ့တို့ကို လိုင်းကျေးပွေးဖွင့်သည့်ကြိတ်ဝိုင်းများက စတင်ခဲ့ခြင်းဟုဆိုနိုင်သည်။ ထိုအစာပြုံးမှုသည်နာအဖာလက်ထက်တွင်စတင်ခဲ့ခြင်းဖြစ်ပြီးမိုဘိုင်းဖုန်းနှင့်အင်တာနက်လိုင်းများစတင်ဖွံ့ဖြိုးလာသည့်တမရဦးသိန်းစိန်၏ပြည်ထောင်စုကြံ့ခိုင်နေဖွံ့ဖြိုးရေးပါတီ USDP အစိုးရခက်တွင်အွန်လိုင်းလောင်းကစားလုပ်ငန်းပုံစံစတင်ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင်လည်းဆက်လက်အရှိန်ရခဲ့ပြီးကိုဗစ် -19 ကပ်ရောဂါဖြစ်ပွားသည့်ကာလတွင်သွားလာမှုကန့်သတ်ချက်များနှင့်အတူအွန်လိုင်းလောကစားလုပ်ငန်းများကြီးထွားခဲ့ခြင်းဖြစ်သည်။ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့်နေဆက်သည့်ခရိုနီတထဲကြီးများပင်လင်းအွန်လိုင်းလောက်ကစားလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုအရှိုးရှိခဲ့ကြောင်းသိရသည်။နောက်ပိုင်းတွင်အွန်လိုင်းလောက်ကစားကုမ္ပဏီများမှကြားပြငွေလိမ်ကိုင်းများဖြစ်လာခဲ့ခြင်းဟုလည်းဆိုနိုင်သည်။တရုတ်နိုင်ငံသားများကဦးဆောင်ပြီး Findash Investment Crypto Trading စသည့်ခေါင်းဆောင်များအောက်တွင်ရင်းနှီးမြှုပ်နှံရန်လှည့်ဖြားကြသည်။ ထို့နောက်တွင်ငွေလိန်အဖွဲများသည်အထိုင်ရှာပြီးအွန်လိုင်းမှတားကောင်ရှာလိမ့်လေသည့်ကောဆက်နာများဖွင့်လှစ်လာခဲ့ကြသည် Telegram, Facebook, TikTok, Messenger စသည့် Social Media Platform အသီးသီးမှဆက်သွယ်အယုံသွင်း၍လိမ့်လေလာကြသည်ကို တွေ့ရသည်ထို့သောဖြင့်မြန်မာစစ်တပ်နေကြာဆောက်တပ်ပြည်သူစစ်နှင့်ဌာနဆိုင်ရာများအတွက်လစဉ်လိုင်းကျေးပေးသည့်လောင်ကစားဝါများသည်ရွှေငွေမီလီယံရှိလိမ့်လေနိုင်ကြသည့်ကြားဖြတ်အဖြစ်ရောက်မှန်းမသိရောက်သွားခဲ့ကြသည် ကြားပြန်နှင့်စစ်ပို့ကြုံများအကျိုးအမြန်နှင့်ရှာနေမှုကြားပြန်နှင့်ပတ်သက်ပြီးပယ်ဆောက်ချိန်မှသည်ဆော့ရှစ်တူအထိမင်းအောင်လိုင်အတွက်အကျိုးအမြတ်ဆက်ကြီးလိုင်းကြီးရနေကြသည်မှာယနေ့အချိန်အထိဖြစ်သည်တောင်ပိုင်းတွင်စည်ရဲအချိန်မြင့်နေစဉ်တွင်ကြားပြတ်နေရများမုံကျဲမခံရခြင်းနှင့်အောင်စရစစ်ကြောင်းများဒေါနာတောင်ကိုကြော်ကွင်းရအောင်ကြားပြတ်နေရများကိုတိုက်ခိုက်မိဟုရှင်းလျှောက်ခဲ့သည်များကအကောင်းဆုံးသက်သေများဖြစ်သည် ကြားပြတ်မှရသည့်လက်ငွေများသည့်စေယုံကျုပ်ကကကြီး၏အစင်းစစ်သောကုကဲမှုဌာနများမှဖြစ်စေတက်ဆိုင်ရာပြည်သူစင်နှင့်နေကြားဆောင်တက်များမှဓာတ်ရိုက်ဖြစ်စေမင်းအောင်လိုင်အထိအစင်းစစ်စီးစင်းရရှိနေခဲ့ကြခြင်းဖြစ်သည်ထို့ပြင်ကြားပြန်နှင့်ဆက်နွယ်သည့်ဘဏ်လုံငန်း၊ဟိုတယ်လုံငန်း၊၁၃စီရောင်းဝယ်ရေးလုံငန်း၊စသည့်လုပ်ငန်းများတွင်စစ်ဘုံကြုံများ၏တပ်သမီးပိုင် ကုမ္ပဏီများသည့်အကျိုးတူဆောင်ရွက်ခွင့်ရခဲ့ကြသည်။ ထို့သောမင်းအောင်လှိုင်နေပင်ဓာတ်ရိုက်ရင်းနေသည့်ဆက်ဆက်ရေးရှိပြီးလက်လာပါလက်ဆောင်ပနာများစွာပေးခဲ့ကြဘူးတော့လေကိုကန်းဒေတာကကြားဖြတ်နေပတ်သက်သည့်ပေဆောက်ရှိဝီဇာလီကျင်းရှန်ခါလှူအပေါအပါအဝင်ဆဲဦးတို့သည် နေပြည်တော်တွင်ခိတတာခိုးလုံခွေပေးခံခဲ့ရပြီးတရုတ်ရဲတပ်ဖွဲ့လက်သို့အနှံ့ချင်းခံခဲ့ရသည်အလားတူတရုတ်ဤစစ်ဆေးဖော်ထုတ်ချက်များအရလောက်ကန်ဒေတာကြဖြန့်ကိစ္စတာဝန်ရှိသူကိုဖော်ထုတ်ရေးယူသည့်အခါဒုတိယဗိုလ်ချုပ်ကြီးများစွာကိုရှံလက်၍ ကာကွယ်ရေးဒုတိယဝန်ကြီးဖြစ်သူဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ဗိုလ်ချုပ်လေးဦးကိုသာထောင်ဒဏ်၅နှစ်မှ၁၀နှစ်အထိပြစ်ဒဏ်များရှမှတ်ကအရေးယူပြခဲ့သည်ထိုပြစ်စင်များအရာမင်းအောင်လိုင်းနှင့်စစ်ဘိုလ်ချုပ်များသည်အရေးကြုံ၍၎င်းတို့ကို ထိခိုက်လာမည်ဆိုပါက၎င်းတို့နှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ကြသူများကိုပင်ရှာနှင်းတက်သည်ကိုတွေ့ရသည်။မြဝတီဒုမဟုတ်ဒုတိယလောက်ကိုင်း လက်ရှိအခင်းအကျင်းအရကြာပြန့်ကြောင့်မြန်မာသားမကကဘာမာပါလူသိများလာသည့်မြဝတီဒေသသည်လည်းဒုတိယလောက်ကင်ဖြစ်လာနိုင်သည့်အနေရထားကိုတွေ့လာရသည်တရုတ်နယ်စပ်မဟုတ်ဘဲထိုင်းနယ်စပ်ဒေသဖြစ်၍သာအရှိန်ဆွဲ၍ရှားကောင်းခဲ့လေသလားထင်ရသည် ထိုအတူအထက်တွင်ရေးသားခဲ့သလိုကြာပြန့်ကမြို့ရှိကြာပြန့်ပုံစံပြောင်းသွား၍တရုတ်ကအရှိန်ယူနေပုံရသည် ်သို့သောမြို့ရှိကြားဖြန်ကောင်းစဉ်ကြောင့်အမေရိကန်နှင့်အနောက်အင်အားကြီးနိုင်ငံများအတွက်မျက်စိစပ်ပမွေးစုစရာဖြစ်လာခဲ့သည်ထို့ကြောင့်လဲစစ်ကော်မရှင်သည်မလေးရှားနိုင်ငံကွာလာလပူမြို့တွင် အောက်တိုဘာ26ရက်မှ28ရက်နေ့အထိပြုလုပ်မည့်58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကြားပြန့်ကိုနှိမ်နင်းနေပါသည်ဆိုသည့်ပုံစံလုပ်ပြခဲ့သည်အောက်တိုဘာ19ရက်နေ့တွင် မြဝတီနယ်ဆက်ရှိစိုက်ဘာရာဇဝဲမှုလှုပ်ဆောင်နေသည့် KK ဘက်ကိုဝင်ရောက်၍ Starlink ဆက်များအပါအဝင် အလုံသမား2000ကျော်ကိုဖမ်းမိခဲ့ကြောင်းစစ်ကော်မရှင်ကဝါဒပြက်မီဒီယာများကတဆင့်ဖော်ပြခဲ့သည်မြဝတီမြို့နယ်အွန်လိုင်းကြားပြတ်လုပ်ငန်းများအရှိဆိုင်သည့်နေရာများမှာရွှေကုတ်ကူမြို့သစ်စီမံကိန်း၊ရထားမြို့သစ်စီမံကိန်း၊ဒေါမေဥယျာဉ်စီမံကိန်း၊ရွှေလောင်းပေပတ်၊အပိုလိုပတ်၊ကီကီပတ်မြဝတီမြို့သစ်စသည့်နေရာများရှိသည် နေရာအလုံးကိုစစ်ကောင်မရှင်လက်အောက်ခံနေကြာဆောင်တပ် BGF ကထိန်းချုပ်ထားသည်ကီကီဘက်တစ်ခုတည်းကိုသာဝင်ရောက်နိုင်နေနေပြီးနောက်ကဲတွင်ကရဲအမျိုးသားစီယုံ KNU ပါဝင်ပတ်သက်ပါသည်ဟုပုံဖော်နေသဖြင့်အတော်ပင်ထူဆန်းနေသည်စစ်ကောင်မရှင်နှင့် BGF တို့ကြားပြန်ကိစ္စတွင်ပါဝင်ပတ်သက်မှုရှိပါကြောင်းရုပ်ရှင်ရိုက်နေသည်ဟုပင်ဆိုရမည်ဖြစ်သည် ထို့သောဖြင့်စစ်ကော်မရှင်ဘက်ကကြားပြန့်ကိုကွက်ကြားမိုးရွာသလိုနှိမ်နှင်းပြနေတော့လဲရခင်ကလေးကကရင်ပြည်နယ်တွင်ရှမ်းပြည်နယ်မြောက်ပိုင်းမှကြားပြန့်ကိုင်းများအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း BGM မှဗိုလ်မှူးကြီးဆော့ရှစ်သူဗိုလ်ကြီးတင်ဝင်းနှင့်ဗိုလ်ကြီးမုတ်တုံတို့ကြားပြန့်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်းသုတေသီများကလေးလာဖော်ထုတ်ခဲ့သည်ထို့နောက်2025မေလ9ရက်တွင် KNBG ရဲ့ကောင်းဆောင်ဆော့ရှစ်သူနှင့်၎င်း၏သားနှစ်ဦးတို့ကို နိုင်ငံပြောက်ကျော်ရာဇဝဲမှုကျွလွန်သည့်အဖွဲအဖြစ်သတ်မှတ်အရေးယူထားခဲ့ပြီးဖြစ်သည်ယခုကာလအတွင်းမှာပင်ထိုင်းကလည်းတရုတ်နိုင်ငံကအလိုရှိနေသည့်နာမည်ကြီးအွန်လိုင်းငွေလိမ်ကကြားဖြန့်ကောင်းဆောင်လည်းဖြစ်ရွှေကုတ်ကိုကြားဖြန့်များကိုနောက်ွယ်မှကျိုးကင်သူအဖြစ်တန်တရားရှိသူရှီကိုနိုဝင်ဘာ12ရက်နေ့တွင်တရုတ်သို့လွှဲပြောင်းပေးလိုက်ပြီးဖြစ်သည် လောက်ကင်မှပယ်ဆောက်ရှိန်နေဝေဆန်းစာတိကိုကန့်ကောင်းဆောင်တို့ကိုတရုတ်ကစစ်ကြောမေးမြန်းပြီးနောက်ပေးပို့သည့်စည်ရင်အရာစစ်တပ်ကပါဝင်ပတ်သက်သည့်စစ်ဗိုလ်ချုပ်အရှိုးကိုမင်းအောင်လှိုင်အရေးယူပြခဲ့သလိုအခုလည်းအရေးယူပြကောင်းပြနိုင်သေးသည် ။တပြိုင်တည်းလိုလိုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းများအရမြောက်ရီဒေတာတွင်ရှိပြီးစစ်ကော်မရှင်နှင့်တနိုင်ကလုံးအပြစ်အခက်ရစဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်းအပြစ်ရထားသည့်ဒီမိုကရေစီအကြိုးပြုကရင်တက်မတော် DKPA နှင့်ထိပ်တန်းကောင်းဆောင် Source D စိုင်းကျော်လာစောစိန်ဝင်းနှင့်စောစန်းအောင်တို့ကိုပါပိတ်ဆို့အရေးယူမှုများရှာမှတ်လိုက်ကြောင်းအမေရိကန်ဗန္ဒာရေးဝန်ကြီးဌာန၏နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးယူ OFAC ကနိုဝင်ဘာ12ရက်တွင်ကြေညာခဲ့ကြောင်းတွေ့ရသည် ထို့ကြောင့်မေယောင်လိုင်းအပါအဝင်စစ်ဗိုလ်ချုပ်များနဲ့လက်နက်ကိုင်အဖွဲ့များအတွက်အမေရိကန်ကရာဇသက်ပေးလိုက်တဲ့ကဲ့သို့ဖြစ်လာပေပြီးဒုတိယပယ်ဆောင်ချိန်ကဲ့သို့ဆော့ရှိသူကိုမြင်လာရသည့်သဘောကိုလည်းတွေ့လာရပြီဖြစ်သည် တရုတ်ကဲ့သို့အမေရိကန်ကဆော့ရှိသူနှင့်အပေါင်းပါများကိုလွှဲပေးပါဟုတောင်းဆိုလာပါကမေယောင်လိုင်းအနေဖြင့်နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာသည့်နေကြာဆောက်တက်ကခေါင်းဆောင်များကိုမဆွိုင်းမတွလွှဲပေးပွဲရှိနေသည် ထို့ကြောင့် ဗိုလ်မှူးကြီးစောရှိသူအပါအဝင် BGF နဲ့ DKBA ကိုမရလိုက်အလိုကြကွက်ကြားမှုရွာတဲ့ကဲတို့ကြားဖြန့်ကိုရုပ်ရှင်ဆန်းဆန်းနှိမ်နင်းနေပြခြင်းဟုလဲဆိုနိုင်သည်